မင်္ဂလာပါရှင်သတင်းကြုတ်ကာလာမှာစတရဲလေးတွေမရောလားမရောလားမရောလားကလေးတွေကလည်းကြီးကြတယ်မန်တိုင်းပြောရတော့ပင်မန်းလို့မလုံနိုင်တော့လို့ပေါ့နော်အဓိကတော့လက်ဖက်ကြီးကကိုယ်တိုင်းတက်ရတာဖြစ်တော့လက်ဖက်နဲ့ပေးရတယ်နှစ်ပြန်ကြော်ရီစီစဉ်ရဆိုပင်မန်းလာတယ်ခုရဲ့ကုံစေးတုံးနဲ့ကနန်းမောင်းစက်နဲ့တွက်လိုက်တာစပင်၅ပင်လောက်ကကျွတ်သွားတယ်အလကားနေကျွတ်သွားတယ်ပေါ့နော်ဒါပေမဲ့ကလေးတွေကလည်းပျော်လွန်အားကြီးရမကြီးရဲ့လှုပ်ပါလှုပ်ပါကြည့်ရတာကျမအမြန်ကတော့မလားမသိဘူးကြားနေပြီအဲ့တော့ကျမစီစဉ်လိုက်ရရပေါ့ရှင်အမြန်ပေါ့လက်ဖက်တွေလည်းမခိုင်းလို့မဖိုးရင်းမင်းတို့အိမ်မှာရှိနေကိုစော်လေးတို့ဝိုင်းဝက်ပြီးတော့ထည့်ရတယ်ကြိတ်ရ ြတယ်လုံပါတယ်လုံပြီးသလောက်ပေါ့ကျမကြော်ညာပေးလိုက်မယ်လက်ဖက်ကကျမဆိုင်မှာ original ဈေးရောင်းဈေးရနှစ်ချောင်းဒါပေမဲ့စားသုံးသူတွေကျမတောင်းမယ်နဲ့ကျမဒီရနေဘာလို့တောင်းမယ်လဲလို့မေးဒီထဲမှာပစုံကြောက်အကောင်အပေါ်မှာအထုတ်ကလေးမပါနိုင်တော့ဘူးရှင်ပါရင်ဈေးရအများကြီးပေးပြီးတော့မတန်ဘူးအကောင်လေးရလည်းတက်တက်လေးရဒါပေမဲ့လက်ဖက်နဲ့တဲ့နေရာမှာဘာထည့်လိုက်လဲပစုံကြောက်မှုတ်ထည့်လိုက်တယ်နော်အများကြီးသုံးပေးလိုက်တယ်အကောင်လုံးကထည့်လို့မရလို့ ဈေးလည်းမတက်ချင်ဘူးရှင်ဥမာ2500ရောင်းရင်ရောင်းလို့ရတယ်3000ရောင်းရင်ရောင်းလို့ရတယ်ဒီပဇွန်ချောက်ကလေးရလည်းမဆိုးသလောက်အိမ်ရောရောက်တော့လဲကျမကိုပြောစရာဖြစ်မယ်ကို့အိမ်မှာရှိနေတဲ့ပဇွန်ချောက်ကိုထည့်စားလိုက်အရန်ကောင်းတယ်အရသာပဲကျမတာဝန်ယူတယ်နော်ကျမရဲ့လက်ဖက်ကတော့ကြားလာပြီကျမဒီလက်ဖက်တွေငွေစည်းနှံကကြော်ရင်လည်းလူသိလာတာဖြစ်တယ်လေကျမလက်ဖက်ကတော့လုံးဝနော်တကယ်ပြောတာ ပြီးတော့နှစ်ပြန်ကျော်တစ်ထုပ်ကိုကျမဆိုင်မှာရောင်းကြည့်ရ1500တဲ့နဲ့ပဲပြန်ရောင်းပေးတယ်အရင်တော့က1900ရောင်းခဲ့တာရောင်းကျမအောက်ကိုဆင်းပေးတယ်ဘာလို့လဲဆိုတော့လူအများကတော်လို့ရအောင်လူအများစီစဉ်လို့ရအောင်ဘုနော်ကျမပေးမဲ့ဈေးအော်ဝါမယ်ကျမဟိုးရင်တော့ကရောင်းထားတဲ့ဈေးမျိုးပဲမြို့သီးနှက်ကတော့ကျမဆိုင်မှာအခုလက်ရှိရောင်းတာ2500ငပိကျော်တပူကို2500เนาะငါ6000ကျော်တပူကို2500ဒီအားလုံး5မျိုးတစ်ဆက်ရဲ့အရင် original 10000ရှိတယ်လက်ဆွဲခိုင်းအိတ်မပါသေးဘူး ကျွန်မတကယ်ရောင်းရင်တောင်းသုံးထောင်လောက်ရောင်းရမယ်ဒါပေမဲ့လူချင်းမင်းတို့ခုချိန်မှာခက်ခဲမှုတွေအများကြီးနေကျွန်မလည်းအားပေးခဲ့တဲ့သူတွေကျွန်မကိုချစ်ခဲ့တဲ့သူတွေကျွန်မဒီချိန်မှာကျေးဇူးပြန်ဆက်မရမှာပေါ့ဟုတ်တယ်လားအဲ့တော့ကျွန်မဘာလို့ပေးမလဲကျွန်မဘယ်ဈေးနဲ့ရောင်းမှာဘယ်ဈေးနဲ့ရောင်းမလဲဒါသူတို့ပြောမဲ့ဈေးနဲ့ပေးနိုင်တယ်တောင်းနေနဲ့ငါကျွန်မမလားကိုရမှာ လက်ဆွဲအိတ်ပါပါအောင်မယ်မမကြီးတွေးကြရဲ့ပစ္စည်းတွေငါးမျိုးကိုတရင်ကျုပ်ကာလာမှာကတော့ကျင်တယ်ဆိုသက်ပေါင်းနေနဲ့ရမှာနော်တကယ်တောင်းအောင်နော်တကယ်ပဲလိုက်ကြဟိုးရေတော့ကရောင်းထားတဲ့ဈေးပဲနော်မာကြီးကိုစတာပစ်ခဲ့တော့ကငါးမျိုးတက်ဆက်ကိုသက်ပေါင်းနဲ့ရောင်းခဲ့တဲ့အတိုင်းပဲဟိုးရေရေတော့လို့2020နဲ့အော်ဘော၂၀နှစ်နှစ်ခုနှစ်ကလိုမျိုးပဲတတောင်းနဲ့ရောင်းခဲ့တာမာကြီးအိမ်မှာခြေချဖို့နေရာတော့မရှိခဲ့တော့ပြန်ပြီးတော့ကြိုးစိုးပါရဲ့လို့ခြေချဖို့နေရာလေးမရှိအောင်ခွင့်ရေးပေးပါအောင်တတောင်းနဲ့လည်းရောင်းချမယ်ဆယ်ဆက်ဝယ်ရင်တက်ဆက် free ပေးလိုက်အောင်ဟမ် ဟာရလို့သက်ခိုင်းနော်လိုက်တယ်လို့ပဲလှူတာလှူတာလှူတာမရတယ်မမျက်ရင်နေပလဲစေဒါမာကြီးကမှန်သောစကားပြောသိမ့်နေပါထားတယ်မမျက်ဘူးတပြားမှမမျက်ဘူးမမျက်ရင်နေပလဲစေမာကြီးပြပြလုပ်ငန်းတွေကလုပ်ခဲ့တဲ့ပတ်စံတွေရှိတယ်လှူတယ်လို့ပဲရောက်မိပဲဆယ်ဆက်ကိုတက်ဆက်လက်ဆောင်ရမယ်ဥပမာမိသားစု10ရောက်ရှိမယ်ပတ်စံအများကြီးမတုံးနိုင်ဘူးသိမ့်လောက်ဆိုရင်ဆက်တက်ဆက်ရမယ်ဆက်တက်အိမ်ကိုကြော့လို့ရတယ် အဲ့တော့ဆက်ဆက်ဝယ်ရင်တဆက်လက်စာနည်းနည်းရက်ကမာမယ်ဆိုရင်ဒီလမကုန်ငင်းနဲ့ကအပီးမာပေးပါနော်ဒီမှာငပိကျော်လေးဖောက်ပြပေးမယ်၂500လဲဆိုတော့ဟဲ့သူဟာစောင်းဆောင်မမလားဘာလားညာလားလူကြီးမင်းတို့ဖြစ်မှာဆိုလို့ဒီမှာစီယိုကြည့်စီယိုလဲအတက်နိုင်ဆုံးပဲစီသုံးပေးတယ်ဒီမှာနော်ဒါကငပိကျော်ငပိကျော်ပြပေးမယ်ကျွန်မငပိကျော်ဘလို့ဣဖတ်ပြီးဘလို့စားကောင်းလဲဆိုတာနော်ဒီမှာအိုးလူကြီးတွေကိုကြတော့တဲ့ခါမှာလဲမျက်နှာလှစေရမယ်ဒါက6000ကျော်ကျွန်မထပ်ပဝေးမယ် ောက်ပြီးတော့တော့သူတို့ထမင်းစားရတယ်စားရတော့မှာပေါ့ရှင်သူတို့ကပျော်နေဘေးနာအမှန်စီနဲ့သူတို့တဲ့အင်းနေမွှေးအင်းနေမွှေးစားပါဘူးတဲ့ဒီမှာငါ6ထောင်းကျော်လေးနော်ငါ6ကဘာငါ့ကိုထောင်းတာလဲဘယ်ငါ6ကိုထောင်းတာလဲလို့ရှင်တို့မမေးနဲ့ ငါအသားချောင်းတစ်မျိုးတည်းကိုပဲထောင်းကြော်တယ်ကျမရှိမှာပစ္စည်းစုံလုံးလို့မရအောင်ရှင်စီဟိုတက်လာလဲမမေးနဲ့ရှင်တို့သိတဲ့အတိုင်းကျမအိမ်မှာလူမျိုးမရွေးပါတာမျိုးစားလို့ရတယ်နော်ဒီလက်ဖက်ကတောက်စားလိုက်မယ်ဆိုရင် KN စင်တီနဲ့ Gobi နဲ့ထည့်မယ်ဒီတရွဲ3000ငါးကိုလူ9ယောက်6ယောက်အေးအေးဆေးဆေးစားလို့ရတယ်ဒီလက်ဖက်တပူပါလေအမင်း၄လုံးနဲ့ချက်လို့ရပါငယ်လို့ရတယ်လက်ဖက်တမင်းတုံးလို့ရတယ်ဟုတ်တယ်အေးဆေးဆေးပဲကွက်တီပဲနော်ယောဂီနဂန်ကြော်လာလေအရင်ရတာရှိတယ်။အဲ့တော့ဒီတစ်ဆက်လုံးကဘလောက်လဲ?တစ်သား။အဲ့ညော်နေရလား? ပြောပါအဲ့နိုင်ရလားကျမတော့ကတော့လို့မရဘူးနော်မဆနဲ့မောက်ကိုပြန်ကတော့လို့ရမဆနဲ့မောက်ကတော့နော်မဟုတ်ငါတော့မေးမှာပေါ့ဟမ်အဲ့တော့ကျမပြောချင်တာမမကြီးတွေ့ခဲ့ပစ္စည်းတွေမှားမယ်ဆိုလို့ရှိရင်သတောင်းနဲ့သုံးယုံနဲ့ဘယ်နှမျိုးရမလဲ5မျိုးဆယ်တော့လဲဆိုရင်တော့6မျိုးရမယ်အဲ့ဒါကတော့ကွကီးပါမှာပေါ့နော်မစီစံအပြည့်ကြော်နဲ့ငချောင်းတောင်းကြော်ရှယ်တော့ဆယ်တော့ဝင်တစ်ဆယ်လက်စာဆယ်စားဝင်တစ်ဆယ်လက်စာ 50ဝယ်နနုတ်လိုက်ွာเนาะသူတို့ထည့်ပေးမယ်ရွှေမဲပါပြီးတော့အဲ့တော့အားပေးမယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ညနာမှာကြပါ